ရုပ်ရှင်ုံမှာလက်မှတ်ဝတ်တက်ဖို့ဆရာသင်ပေးအောင်မယ်။အဲ့ဒီမှာစာကြောင်း6ကြောင်းရှိတယ်။ဒါပေမဲ့6ကြောင်းနဲ့နဲ့ပဲလက်မှတ်တစ်စောင်ဝယ်ဖို့ပြည့်စုံပါလေ။အဲ့တော့ဒီမှာရှိတဲ့အသုံးစုံလေးတွေကိုကိုယ့်ဘာအရင်ပြောတတ်လာလို့သိဖို့အတွက်ဗီဒီယိုလေးရက်ပြီးတော့သွားပြီးဝယ်ကြည့်။အဲလက်မှတ်ဝယ်လို့မရဘူး။မပြောတတ်ဘူးဆိုရင်ဖြေးလေးကိုကြည့်လိုက်မယ်။ကိုယ့်ဘာစမ်းကြည့်နေတယ်ဆိုရင်ရက်ပြီးတော့စမ်းကြည့်လို့လည်းရတယ်။အဲဟုတ်ပြီပထမဆုံးကဘာလဲဆိုရင်ဒီနေ့ဘာရှိလဲ။ဒီနေ့ဘာရှိလဲဆိုတော့ပြောချင်တာဒီနေ့ဘာကားပြမှာလဲပေါ့။အဲ့တော့အဲ့ဒါလေးကိုအတူဆုံးဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်ဘာလဲဆိုတော့ what ပေါ့။ ရှိတယ်ဖြစ်တယ်ဆိုတော့ is was on today ဒီနေ့ဗာပြမှာလဲပေါ့ဒါမဲ့ speaking မှာတော့ဒီ is လေးကိုဟိုပေါ့ဒီလိုမျိုး apostrophe s ဆိုတဲ့ပုံစံမျိုး was ဆိုတဲ့အတူကပုံစံကြီးနဲ့ပြောမယ်အဲ့ s ကလည်းနောက်ကဒီကောင် a r u နဲ့စရင် a r u နဲ့စရင်သူ့အတန်လေးကနှက်ဆက်သေးတယ် was on ကနေ was on ဖြစ်သွားတယ်အဲ့တော့ was on today ဒီနေ့ဗာရှိလဲ အဲ့ဒီကဒီနေ့ဘာကပြမှာလဲပေါ့လုံးဝ definite ပြချင်လဲဆိုလို့ရှိရင်တော့လေเนาะအဲ which movie we shown today လို့ပါလို့အာဟိုအဲ့ဒါမှလို့မဟုတ်ဘူးသိစိတ်ပြချင်လို့ရှိရင် which movie we be shown today လို့ပါလို့အဲ့လိုမျိုး grammatical နည်းရရေးလို့လည်းရတယ်ဒါပေမဲ့ spoken language တခုက speaking CV ဆိုတော့မတူကောင်းအဲ့လိုပြောလို့ရရဆိုတော့ဆရာပြောပြပေးရပါတော့เนาะ what's on today ခေတော့ထိုင်ကုန်ရှိသေးလားရှိတယ်ဘာရှင်းမပါတော့ရှိခြင်းမျိုးဆိုရင် there is there are မဲဝင်လို့ချင်း there is there are the is there are there ဖြစ်သွားတယ်ပေါ့နော်ထိုင်ကအများဆိုရှေ့ပါထွက်သွားလို့ဆိုရင် are there ဖြစ်သွားတယ် there is ကနေ are there are နေ are there ဖြစ်သွားတယ်ပေါ့ထိုင်ကထိုင်ကကိုဒီ chair လို့မသုံးမဲ့နဲ့ဒီလက်မှတ်ဝယ်ပြီးထိုင်ရတဲ့ထိုင်ကနေထိုင်ကနေကိုဘယ်လိုခေါ်လဲဆိုရင် seat လို့ခေါ်တယ်အဲတော့ are there seat question မှာဒီလိုရှိလားဆိုရင်မေးခွန်းနေမှာဒီလို any ဆိုရဲ့ဟာလေးကလည်းထည့်လေးထည့်တာရှိတယ်ဒါလေးကလုံးနေကြဆိုရင် ိလာနိုင်မယ်နေတိုင်းပုံမှန်လေးလိလာမယ်ဆရာပြောတဲ့အတိုင်းပဲဒီလိုစီးပွားရေးလေးတွေကိုကြည့်သွားတဲ့အခါကျတော့ရှင်တပုတ်တန်းတပုတ်တောင်ရေးပြီးတော့စုသွားစာအုပ်တုပ်ရတယ်ပြန်လေ့ကျင့်စရာလေးရှိသွားတယ် vocabulary လေးရှားပြီးသားဗျာ usage လေးရှားပြီးသားစာအုပ်ကလေးလေးဖြည့်ပြီးသားလေးဆိုရင်ဘယ်လောက်ကောင်းလဲလဲနေတိုင်းပုံမှန်လေးလာဖို့ပဲလိုတော့တာတော့အများသဘောဆောင်တဲ့ s ပေါ့တော့ are there any seat เนาะဒါပေမဲ့ခုံရှိလားဆိုရင်တော့ရုပ်ရှင်ုံပဲခုံနေရှိတာပေါ့ဘာပဲကြံတာလဲဆိုရင်ရနိုင်သောခုံလေးဆိုပြီးတော့နောက်ကနေထည့်ပေးရတယ် ါဘာလဲခေါ်ဘယ်လိုခေါ်လဲဆိုရင် available လို့ခေါ်တယ်ဆိုတော့ are there any seats available ရနိုင်သောထိုင်ခုံတွေရှိသေးလားနောက်လက်မှတ်တစ်စောင်ကိုဘယ်လောက်လဲဒါတော့ကျွမ်းနေပြီเนาะနေရာကြီးရလို့ဆိုသိနေပြီဘယ်လောက်လဲဆိုရင်မနဲ့စမယ် how much ဘယ်လောက်လဲဆိုရင်တော့ဘယ်လောက်ဖြစ်တယ်လဲဆိုရင်အမြုပ်ထားဆိုတော့ is လေးထည့်လိုက်တယ် how much is လက်မှတ်တစ်စောင်ဆိုတော့ဗာလေ a ticket ဆိုတော့လက်မှတ်တစ်စောင်ကိုဘယ်လောက်လဲ how ticket ဆိုတာလက်မှတ်နည်းနည်းအစ်တလေးပိုင်းကြက်နောက်ဘယ်အချိန်မှာဇလန်းစမှာလဲဘယ်အချိန်ဆိုတော့ဗာလေစမှာလဲဆိုရင် what time ပေါ့ ဟုတ်ပြီဇလန်ကတော့ movie မေးခွန်းလုပ်ချင်ရင်ဒီမှာဆရာဒီမှာကြည့် the movie လို့ဆရာရေးပေးလိုက်မယ်အဲဒါပါလဲဆိုလို့ရှိရင်ရုပ်ရှင်ကဒါ subject အနေနဲ့နေနေရမေးခွန်းလုပ်ချင်ရင်ရှေ့ကိုအကူထောက်ရမယ်စတာဒီ star ဆိုတာ verb ဖြစ်တယ်ပေါ့နော် verb 1ဆိုလို့ရှိရင်ရှေ့ကို do that ထောက်ရတယ်အနာကဖြစ်ပေမဲ့လည်းရုပ်ရှင်စတဲ့အချိန်ကားထွက်တဲ့အချိန်တွေဒီအမြဲတမ်းပုံတည်တတ်မှတ်ထားတဲ့ဖြစ်တဲ့လို့ကြောင့် verb 1နဲ့ပဲတောင်းရမယ် verb 1ဆိုရင်ရှေ့ကို do နဲ့ does ထောက်ရတယ်ဒီ series ရဲ့ရှေ့မှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 series ဆိုတာဆရာသင်ပေးထားတာရှိတယ်အဲ့ဒီရဲ့ရှေ့မှာ do နဲ့ does ကိုထောက်ရတယ် ဲ့တော့တစ်ခုခင်းဆိုရင် desk ထုတ်လိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုရင် what time does the movie start ရုပ်ရှင်ကဘယ်ချိန်စမှာလဲနော်နောက်ရုပ်ရှင်ကဘယ်လောက်ကြာလဲပေါ့ဘယ်လောက်ကြာလဲဆိုရင်မေးခွန်းလေးလည်းခဏခဏသုံးနေကြဆိုသိလောက်ပြီမသိသေးရင်တော့ဒီနေ့မှတွေ့လာတာဆိုတော့အမှတ်မယ် how long ဖြစ်တယ်လဲဆိုတော့ is ပေါ့ဘယ်လောက်ကြာကြာဖြစ်တယ် how long is the movie film လို့တုံးလေရနော် FILM film လို့တုံးလေရအတူတူပဲ British use နဲ့ American use ကွာလာလက်မှတ်နှစ်ဆောင်လောက်ရနိုင်မလားရနိုင်မလားဆိုတော့ can i get လေးရတယ် can i have လဲရရနိုင်မလားလက်မှတ်နဲ့ဆောင်ဆို two ticket အဲဝယ်ခြင်းနဲ့လက်မှတ်ရေးတော့ဒီနာမအစားသုံးပြီးပြောပါတော့ဒါဆိုဒါလေးကိုဒီနေ့လဲပြောပြီးလေ့ကျင့်ကြည့်ပါအားလုံးပဲအဆင်ပြေကြပါစေ fighting မှာစက်ကြိုးစားကြပါနေ့တိုင်းပါ